ခိတောတရားမရလို့ငိုတယ်ဆိုတဲ့ပုဂ္ဂိုလ်ရှိလားမရှိလားတော့မသိဘူးဒီဟိုချောင်းမှာတော့တရားမရလို့ငိုတယ်ဆိုတဲ့ဘုဒ္ဓဇာလံတစ်ခုအဲ့ဒီမှာတက်ကပညာတော့မှာဖွင့်ထားမဟာဒီဝမထေကြီးဆိုတာအဗဒမဆတ်တတ်တဲ့ဆရာတော်ကြီးတပါးပဲခိုင်ပေါင်း78ခိုင်ဒီဟိုချောင်းမှာရှိတဲ့တန်ဃာတွေအများစုစာသင်ပေးနေသူတပည့်တွေက သူသူစီကစာတင်ပြီးတော့ကပ္ပထာယူပြီးတရားထုတ်တဲ့ပုဂ္ဂိုလ်တွေရဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကြီးပဲ3000ရှိတယ်အဲ့ဒါလို့သာဆရာကြီးလှုပ်နေတာနော်သူတရားထုတ်တရားမြတ်ရသလားဆိုမရဘူးမရတာကိုသူတပည့်တစ်ပါးကရဟန္တာဖြစ်သွားတဲ့တပည့်တစ်ပါးကသူ့ကိုလာပြီးတော့တတိပေးဖို့လာတယ် ပေးတဲ့အခါကျတော့ရှင်ဘုရားတဲ့တပည့်တော်အနုမောဒနာတရားလေးတပုတ်ရှင်ဘုရားစီကိုတင်ញင်လို့ပါဟာတဲ့ရှင်ဘုရားစီကတင်ញင်လို့ဆိုချိန်မရှိဘူးတဲ့သူမဒါပြင်အရှင်ဘုရားမနဲ့လက်နာတိတ်တဲ့အချိန်လေးရောတင်လို့မရအောင်အဲ့ဒီမှာဒီပြင်ပုဂ္ဂိုလ်တွေတင်တယ်ပေါ့တွားတိုက်နေတဲ့အချိန်လေးရောတင်လို့မရအောင်အဲ့ဒီပြင်ပုဂ္ဂိုလ်တွေတင်တယ်အဲ့ဒီမှာတင်တဲ့ပုဂ္ဂိုလ်ရှိတယ်ပေါ့ဒါပြင်အရှင်ဘုရားရေလေးဖုံးမေးနေတဲ့အချိန်ရောဆိုအဲ့ဒါလည်းဒီပြင်လူတွေတင်တယ် သင်္ကန်းယုံနေတဲ့အချိန်လေးရောဆိုဒါလည်းသူများတင်နေတယ်ဆိုပြောလိုက်တာဘယ်အချိန်ထိအောင်ညအိတ်ကအိယာဝင်နေသည့်သူများတင်နေတာဆိုသူကပုဂ္ဂိုလ်ရောကမရဘူးမရတဲ့အခါကျတော့အရှင်ဘုရားတဲ့24နိုင်အရှင်ဘုရားကမအားပါလားတဲ့အရှင်ဘုရားတေဖို့များအားပါအောင်မလားမသိဘူးတဲ့အဲ့ဒါတော့အရှင်ဘုရားအလုံးချုပ်ရင်တော့တပည့်တော်အရှင်ဘုရားစီကမတင်တော့ပါဘူးတဲ့မတင်တော့ပါဘူးအရှင်ဘုရား တည်ချိန်လေးနဲ့ရှိပါအောင်မလားလို့ပြောပြီးတော့အဲ့ဒီကိုတော့အမှန်တော့တတိပေးချင်လို့လာတာလေယဟဆိုတာတဲ့ကိုသိတဲ့တရားလေးကိုနှလုံးသွင်းပြီးတော့တရားထုတ်တဲ့နေပေါ့ရှင်ဘုရားအခုချိန်ဆိုလို့ရှိရင်တော့သူများရဲ့မိကိုရာကြီးတော့ဖြစ်ပါရဲ့ကို့အတွက်တော့ဘာမှမိကိုရာမရှိဘူးလို့ပြောပြီးတော့အဲ့ဒီကိုတော့ကောင်းငင်ပြန်တက်သွားတယ်သူရှိအဲ့ဒီမှာထိတ်လန့်တုံ့ထုတ်သွားတယ်တုံ့ထုတ်သွားတာ ਨੇ နောက်တည့်ရမနဲ့သူစီစာလာတင်တဲ့ကိုတော့အထွတ်သူနဲ့ရောပြီးလိုက်သွားဘယ်သူမှမသိလိုက်ဘူးသူစာတင်လို့စောင့်နေတဲ့ပုဂ္ဂိုလ်တွေကတန်းနေတာလဲတာမဟုတ်အဲ့ဒါကျော်လဲတီးတဲ့ပုဂ္ဂိုလ်ကလည်းခဏသွားတယ်လို့ထင်တာဘယ်ဟုတ်မလဲတော်တဲ့ထွက်ပြီးတော့သူ့ကိုယ်သူလည်းထင်တယ်ငါတရက်နဲ့အာထုတ်ရင်ရဟန္တာဖြစ်မယ်တရက်နဲ့အတွင်ပြန်လာမယ်လို့ထင်တယ်ဘယ်လောက်ကြာသွားတော့ဆိုအနှစ်30ကြာပါနော်ဆယ်စကားလေးဝင်ပြီးတော့တော့မဖြစ်ချင်တဲ့ အဲ့ဒီမှာအနှစ်30ကြာတဲ့အဲ့တော့အနှစ်30ကြာတဲ့အခါမှာသူ့စိတ်ထဲမှာဘာလို့ဖြစ်တုံဆိုဒီတစ်ခါဝါကျွင့်တော့ငါရဟန္တာဖြစ်ဒီတစ်ခါဝါကျွင့်တော့ငါရဟန္တာဖြစ်ပြီဆိုပြီးတော့ရဟန္တာဖြစ်ဖို့ဝိတ္တုတ္တိပဝရဏစင်ကြယ်တဲ့ပုဂ္ဂိုလ်အနေနဲ့ပဝရဏပြုခြင်းအေးပဝရဏပြုခြင်းလို့ကြိုးစားလိုက်တာဝါကျွတ်သွားပြန်ပြီဘာတရားမှမရလိုက်ဘူးငိုတယ်အဲ့ကြရမျက်ရည်တွေကျတယ် နောက်ဆုံး29နှစ်နေကြနေ့တိုင်းကြရတယ်သူ့ရဲ့ဒေါမနတလူဟာမျိုးကတော့အကောင်းဘက်ကိုသွားတာမို့အဲ့ဒီဒေါမနတမျိုးကတော့မိဘွဲရမှာလို့ဆိုတာနော်တရားမရလို့ငိုတာအဲ့တော့တရက်တော့ဘွာလဲကျွတ်သွားတရားမရတော့ငိုတယ်နေ့တွေကြနေတော့ ဲ့ဒီသူတရားထုတ်တဲ့နားမှာရှိတယ်နတ်သမီးတယောက်ကလည်းသူ့နားလာထိုင်ပြီးတော့ငိုးနေတယ်လေငိုးနေတော့သူကကိုငိုတာတော့ကိုယ့်အကိုအိဗယ်ရှိတာပေါ့သူများငိုတာတော့ဘာကြောင့်ငိုမှမသိဘူးအဲ့ဒီဘာလို့ငိုတာတော့လို့သူငိုရင်တရားများရမလားလို့ငိုကြည့်တာလေအဲ့ဒါလို့ပြောတယ်အဲ့ဒါနဲ့သူရင်ထဲမှာထိတ်ခနဲဖြစ်သွားတယ်အော်ငါကြောင်ကြောင်နောင်နောင်ပြီတောင်လောက်ကုန်ကြပါလား တော့သူကတရားမရလို့ရှိရင်တော့ခြေတော်လည်းမစေဘူးကြောလည်းမအိတ်ခင်းပြီးတော့မအိတ်တော့ဘူးဆိုပြီးတော့ဂရင်ကြီးတွေဖြုတ်ဖြုတ်ပြီးတော့ထောင်ထားလိုက်တယ်ခြေတော်လည်းမစေဘူးခြေတော်မှာပကြာကြီးတွေအဲပြီးတော့ကြီးကျွတ်တွေတက်နေတယ်လို့ပြောတာပဲနောက်ဆုံးအနှစ်30ပြည့်တဲ့အခါကျတော့မှသူတရားစူးစမ်းပြီးတော့ခေါဏကနတ်သမီးလမ်းကိုတဲ့အချိန်မှာရှက်ပြီးတော့စူးစမ်းအထောက်လိုက်တဲ့အခါမှာ နှစ်သုံးကပြေမှာရဟန္တာကြီးဖြစ်သွားတယ်။ရဟန္တာဖြစ်တော့ကဲဒီကနေ့ငါရဟန္တာဖြစ်ပြီခြေတော်ဆေးတော့မယ်။ဆိုတဲ့အခါမှာခုနတုန်းကစောင့်ကြည့်နေတဲ့တပည့်တွေ3000ကနေပြီးတောရှောင်းရောက်လာကြတို့ဆရာကြီးခြေဆေးတော့မှာရဟန္တာဖြစ်သွားပြီဆိုဝန္တာအာရနဲ့ပြေးလာပြီ။ "तू ဆေးမယ်ငါဆေးမယ်ပေါ့။တန်ဃာတွေကဝိုင်းအောင်ပြီးတော့နေတဲ့အခါမှာတရားမင်းကြီးကလည်းပဲဓာတီတရားတရားတရားဖြစ်လိမ့်မယ်နော်။တရားမင်းကြီးကလည်းပဲအဲ့ဒီမှာ မာတိဝမထေကြီးခြေတော်ဆေးဖို့ဆိုတဲ့အခါသူဇာတာခေါ်ပြီးတော့ချက်ချင်းဆင်းလာတယ်။ဆင်းလာပြီးတကြားကလည်းအပားပဲကိုရော်ဒီဝိုင်းနေတဲ့အခါကျတော့ကိုရော်ဒီဖယ်အောင်မလို့အရှင်ဘုရားတို့ကိုရော်တို့ဘေးပယ်ကြဒကမပါတယ်ဒကမပါတယ်ဆိုတော့ကိုရော်ဒီကဘေးဖယ်ပေးကြအဲ့ဒီကြတော့မှမာတိဝမထေကြီးရဲ့ခြေတော်ကိုတရားမင်းကြီးကိုယ်တိုင်သူကြတော့အစွမ်းတကိုးနဲ့ဆိုချွတ်ဆေးတွေပါပြီးပါမှာပေါ့ လက်ကင်ပြီးတော့ရေလောင်းလိုက်တာနဲ့တပြိုင်တည်းတခါလဲနုနုဖတ်ဖတ်ကလေးဖြစ်သွားတယ်လို့ပြောအဲ့ဒါလို့မဟာဒီဝမထေကြီးဟာတရားမရလို့ဆိုပြီးတော့အခုလို့ဒေါမနတ္တတွေဖြစ်ခဲ့ရတာအဲ့ဒီလို့ဒေါမနတ္တမျိုးကြတော့ကောင်းတဲ့ဘက်ကိုဥတည်နေတာဖြစ်တော့ကြောင်းတဲ့သစ္စာဘုရားကလက်ခံတဲ့နေပြီးဝဲတဲ့နေလို့ဒီလိုခေါ်တာเนาะ